့နယ်တွေကမောက်ကလေးရွာခန့်အမျိုးသားတွေကိုစုံစုတက်ကဖမ်းဆီးပြီးနောက်ပြန်မလွတ်သေးပဲရှေတန်းစစ်မျက်နှာပြင်မှာအသေးခံစစ်သားဖြစ်အသုံးပြုဖို့အတွက်စစ်တနန်းပေးနေတယ်လို့ဝက်လက်နယ်စစ်ရေးသတင်းမြစ်ကအမှတ်ပီကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းမှာအင်အား90ခန့်ပါတဲ့စုံစုတက်ဟာမောက်ကလေးရွာကိုစီးနှင်းဝင်ရောက်ပြီးနောက်ဒေသခံ80ကျော်ခန့်ကိုတစားကန်ပြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီးအမျိုးသား30ကျော်ကိုဆက်လက်ဖမ်းဆီးထားတာပဲဖြစ်ပါရယ်။ ရပောင်း20ကြော်အထိဖန်စီထားသူတွေကိုပြန်မလွတ်သေးပဲရွာသားကြီးအထိုင်စကမ်းမှာစစ်တင်တန်းပေးနေတာဖြစ်ပါတယ်။အဲမောက်ဂရီဘက်ကပြည်သူတွေဆိုရင်လည်းယနေ့ချိန်ထိပြန်လွတ်တဲ့သူတွေရှိလို့ပြန်မလွတ်တဲ့သူတွေလည်းရှိပါတယ်။ကျွန်တော်တို့ကြားထားတာလောက်ကတော့ဟိုသူတို့ကိုစစ်တင်တန်းပေးဖို့ဟိုဆိုတဲ့အနေထားတွေထိကျွန်တော်တို့ကြားထားပါတယ်။ဖန်စီခံထားတဲ့ဒေသခံတွေဟာဒီနေ့ထိရွာသားကြီးရွာထဲမှာရှိနေသေးပြီးတော့ပြန်လည်လွတ်မြောက်လာဖို့အတွက်မိသားစုဝင်တွေအနေနဲ့စူးစမ်းနေကြတယ်လို့ဆိုပါတယ်။ ဖန်ဆီးခေါ်ဆောင်သွားတဲ့ဒေတာခန်ရဲ့အချက်လက်နဲ့ပတ်သက်ပြီး MFP အနေနဲ့တရားအတင်ပြုနိုင်ခြင်းမရှိသေးသလိုအသေးစိတ်သိရဖို့အတွက်လည်းစုံစမ်းနေဆဲဖြစ်ပါတယ်။ဒါပြင်ဆိုးစုရန်ကြောင့်ရွာသားကြီး ထုံးဖို့တတက်ဦးတမာကုံရွာတော်ကုံဥတီကုံအုတ်ဖို့ကုံကြီးကန် တောင်ရွာနဲ့မြောက်ရွာလာတော်လဲဦးကြီးကုံနန်းကြီးကုံရွှေသာရှင်မတော်ကိုကိုစု ငါပြောတော့တကောင်းတောင်ဂဒူးစားတဲ့ဝက်လက်နယ်ကကျေးရွာ20ကျော်ကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရဆဲဖြစ်ပါတယ်။စကိုင်းငလင်လှုပ်ခတ်ပြီးတလားမပြည့်ခင်အေဘီလာကလေးကစိုးစုကဝက်လက်နယ်တဲ့ရွာစင်ပတ်မွေစစ်ကြောင်းထို့ကလူသက်လူရဲ့မိရှုနေတာဖြစ်ပြီးတော့ဝက်လက်နယ်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နေမြေရှင်းလင်းတဲ့အနေနဲ့ဆက်ရှိမြက်ကစစ်ကြောင်းတို့မိရှုနေသလိုစကိုင်းရွှေဘူလမ်းမိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့စူးစမ်းနေရလို့လဲ ဒေါ်လန်ရင်အင်အားစုတွေကပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်ကလည်းဝက်လက်မြို့နယ်ပုံနာကျေးရွာကိုမိရှုနေတဲ့စစ်စုစစ်ကြောင်းကိုဒေါ်လန်ရင်ပူပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့ပြီးစစ်စုတပ်ဖွဲ့ဝင်35ဦးထက်မနည်းသေဆုံးခဲ့ပြီးလက်နက်30ကျော်အပါအဝင်ခဲယံနေလည်းရရှိခဲ့ပါသေးတယ်ဟောင်ဇာလက်နက်ကြီးဆိုတာက120မမအမြောက်ကြီးတွေကိုပစ်ခတ်နိုင်တဲ့ဖြက်အားပြင်းလက်နက်အမျိုးအစားဖြစ်ပါတယ်ဟောင်ဇာလက်နက်ကြီးဟာအကွာအဝေး16မိုင်အထိပစ်ခတ်နိုင်ပြီး ကြောက်ရပေါက်ခွဲခြင်းပေတထောင်ခန့်အတွင်ရှိနေပါကအသက်သေဆုံးနိုင်ပါတယ်လက်နေကြီးကြောက်ရပေါက်ခွဲခြင်းနားစီနဲ့နှလုံးထိခိုက်မှုရွံနေစေဖို့ဥကောင်းကိုလက်နှစ်ဖက်နှုတ်တံတောင်းနဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ